င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်တပ်ပိုင်း Mindel ကုမ္ပဏီကိုအမေရိကန်ရဲ့အမျိုးသားလုံခြုံရေးနဲ့အကျိုးစီးပွားကိုစန့်ကျင်တဲ့ကုမ္ပဏီဖြစ်စီးရင်သွင်းကအမေရိကန်ကအရေးယူပါတယ်ရခိုင်စစ်ဘေးရှောင်300ခန်းပါတဲ့တင်မောရန်ကုန်ရောက်ရှိလာပြီးစစ်တပ်ကလုံခြုံရေးအပြစ်နဲ့စစ်ဆေးစောင့်ကြည့်တဲ့တဲ့ရင်ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အကြက်ဖက်စစ်တပ်ပိုင်းဆက်သွယ်ရေးမိုင်းတဲကုမ္ပဏီကိုအမေရိကန်ရဲ့အမျိုးသားလုံခြုံရေးနဲ့အကျိုးစီးပွားကိုစန့်ကျင်တဲ့ကုမ္ပဏီဖြစ်စီးရင်သွင်းအရေးယူတယ်လို့ဇန်နဝါရီလ6ရက်ကအမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနစက်မှုလုပ်ငန်းရှင်လုံခြုံရေးဌာနကကြေညာလိုက်ပါတယ်။အမေရိကန်စက်မှုလုပ်ငန်းနဲ့လုံခြုံရေးဌာန BIS က ကွန်တွေးဆန်ရစီမံခန့်ခွဲမှုစီမင်းများ EAR မှပြင်ဆင်မှုတွေပြုလုပ်ပြီးတဲ့နောက်မှာမြန်မာနိုင်ငံကစစ်တပ်ပိုင်းမိုင်းတဲကုမ္ပဏီတရုတ်ကုမ္ပဏီစစ်တပ်ခုနဲ့ပါကစ္စတန်ကုမ္ပဏီတစ်ခုစုစုပေါင်း73ခုကိုအမေရိကန်ရဲ့အမျိုးသားလုံခြုံရေးနိုင်ငံသားရဲ့အူမာရအကျိုးစီးပွားတွေနဲ့ဆန့်ကျင်နေတဲ့ကုမ္ပဏီတွေဖြစ်သတ်မှတ်ကအရေးယူလိုက်တာလည်းဖြစ်ပါတယ်မိုင်းတဲအပါအဝင်ဒီကုမ္ပဏီတွေဟာအမေရိကန်ရဲ့အမျိုးသားလုံခြုံရေးနဲ့နိုင်ငံသားရဲ့အူမာရအကျိုးစီးပွားတွေနဲ့ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေမှာ မှာပါဝင်နေကြောင်းတပ်သေးပြနိုင်တဲ့အဖွဲ့အစည်းတွေဖြစ်တယ်လို့လဲဆိုလိုက်ပါရယ်မိုင်းတဲကုမ္ပဏီဟာမြန်မာစစ်တပ်အတွက်လုံခြုံရေးဆိုင်ရာစောင့်ကြည့်ပေးမှုတွေနဲ့ငွေကြေးပံ့ပိုးမှုတွေလှုပ်ဆောင်နေပြီးအဲ့ဒီပံ့ပိုးမှုတွေဟာမြန်မာနိုင်ငံတို့စစ်တပ်ရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုကျွလွန်စေဖို့ပံ့ပိုးနေတာဖြစ်တယ်လို့လဲထုတ်ပြန်လိုက်တာဖြစ်ပါရယ်ရှင် ပဲဂိုးတန်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်ပဲဂိုးတန်အုပ်ဖို့မြို့နယ်ဩတယ်ကုန်းမြို့ပြည်တော်သားရက်ကွက်မှာအုတ်ချုပ်ရင်မှုစံထွေကစစ်ကောင်စီတပ်သားတွေကိုဖိတ်ခေါ်ပြီးလူငယ်တွေကိုနေနေတိပေါ်တာဆွဲဖမ်းဆီးနေတဲ့အတွက် လူငယ်တွေအားလုံးဟာထွက်ပြေးတင်းရှောင်နေရလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်ဒီဇင်ဘာလစမ်းမန်းကနေစတင်ပြီးပြည်တော်သားရက်ွယ်အုပ်ချုပ်ရေးမှူးစံထွေဟာကျေးရွာအတွင်းလူငယ်တွေကိုစစ်တပ်ကိုခေါ်ကာနေအိမ်တွေထဲထိလိုက်လံပေါ်တာဆွဲဖမ်းဆီးနေတာလည်းဖြစ်ပါရယ်ဒီဇင်ဘာလ9ရက်နေ့ကလည်းရက်ွယ်အတွင်းမှာနေထိုင်တဲ့ကိုထိတ်ရှည်ဆိုတဲ့လူငယ်ကိုလည်းစစ်ကောင်စီတပ်သားတွေခေါ်ဆောင်ကနေအိမ်ထဲထိဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးသွားတာလည်းဖြစ်ပါရယ်ဒါအပြင်ရန်ကုန်မြို့လှေကူးမြို့ နဲ့မင်းကုန်းစံပြရွာကအုတ်ချုပ်ရိမ်မှုဇော်ဝင်းကလည်းလူငယ်တွေကိုစစ်မှုထမ်းမှာပအဝင်တယ်လို့ဆိုပြီးငွေကျပ်350စီတောင်းခံတယ်လို့ဒေသပြည်သူတွေကပြပြပါဗါးအုတ်ချုပ်ရိမ်မှုဇော်ဝင်းကသူတောင်းခံတဲ့ငွေမပေးနိုင်တဲ့သူတွေကိုစစ်တပ်ထဲကိုထည့်မယ်လို့အတင်းအဓမ္မချင်းချောက်တောင်းခံနေတာဖြစ်တယ်လို့လည်းဒေသပြည်သူတို့ကပြပြပါရရှင် စကိုင်းတဲ့တဲ့ဘောက်ကိုကြည့်အောင်ပါစကိုင်းတန်းစကိုင်းမြို့ပေါ်မှာတောင်းချမ်းနေတဲ့နာမည်ကြီးပြူစောတီခေါင်းဆောင်ရွှေကြားနဲ့အဖွဲ့ကိုတိုက်ခိုက်ခဲ့ရမှာခုနှစ်ဦးဟာတည်သွားပြီးလက်လက်6လက်ကိုတင်ဆက်ရရှိခဲ့လို့ Unicorn ပျောက်ကြားတပ်ဖွဲ့တာဝန်ခံကပြောပါတယ်ဇန်နဝါရီလ9ရက်နေ့ညနေ6နာရီခန့်ကစကိုင်းမြို့နယ်မင်းကုန်းဒေသကနေအင်းစီကောင်းနှစီနဲ့စကိုင်းမြို့ကို ပြန်လာတဲ့စကိုင်းမြို့မိုးစာရက်ွက် အုပ်ချုပ်ရေးမှုပြူစောတီခေါင်းဆောင်ရွှေကြားနယ်အဖွဲ့ကိုပြစ်ခတ်ရှင်းလင်းခဲ့တာလည်းဖြစ်ပါတယ်။အဲလိုပြစ်ခတ်ရှင်းလင်းရမှာအသက်33နှစ်အရွယ်ရှိတဲ့ပြူစောတီခေါင်းဆောင်ရွှေကြားနယ်ဇနီးတို့အပါအဝင်ခုနှစ်ဦးဟာတည်ဆုံသွားခဲ့တာဖြစ်ပြီးနှစ်ဦးဟာလွတ်မြောက်သွားခဲ့ကာဂျီသရီအမျိုးအစားတနက်6လက်နဲ့ခရမ်းတွေကိုတင်ဆက်ရရှိခဲ့လို့လည်းသိရှိရပါတယ်။ပြူစောတီခေါင်းဆောင်ရွှေကြားအဖွဲ့ရဲ့တည်ဆုံအလောင်းတွေကိုစကိုင်းမြို့ပေါ်ကအကြက်ပဲစစ်တပ်နဲ့ရဲတွေကညရင်းချင်းကားနဲ့လာရောက်တည်ဆောင်သွားတယ်လို့လည်းသိ ရှိရပါတယ်။ပြစ်ခတ်မှုဖြစ်တဲ့လက်ပံကျေးရွာကပြည်သူနေရေးနှလုံးပြူစော်တီကားတစည်းတို့ကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ပြူစော်တီခေါင်းဆောင်ရွှေကြားနယ်အဖွဲ့သားတွေဟာသခိုင်းမြို့ပေါ်နေပြည်သူတွေကိုချင်းချောင်းနိုင်ကျင်တာစစ်ဘုထမ်းတွေပေါ်တာဆွဲဖျက်ဆီးတာအတင်းအဓမ္မဆက်ကြီးကောက်ခံနေသူဖြစ်တယ်လို့လည်းယူနီကွန်းပျောက်ကြားတပ်ဖွဲ့ကတာဝန်ခံကပြောပါရရှင်။ မကွေးရဲ့တရင်တပုတ်ကိုတက်ဆက်ပေးကြပါရယ်မကွေးတန်ဆလင်းမြို့နီတော်လန်းတဖွဲ့တွေရောက်ရှိလာပြီးရဲ့နောက်မှာမြို့ပေါ်ဌာနဆိုင်ရာရုံးအလုံးကိုအကြက်ဖက်စစ်တပ်ကယာယီပိတ်ထားလိုက်ပြီးအရေးကြီးဆော်ရွက်စရန်တွေကိုမကွေးမြို့ကိုပြောင်းရွှေ့တည်ယူနေတယ်လို့ဒေသနေပြည်သူတွေနဲ့တော်လန်းတရင်မြစ်တွေကပြပြပါရယ်ဇန်နဝါရီလ9ရက်နေ့ကဆလင်းစင်ပြူကျွန်းကားလန်ပိုင်းမှာဆလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကခီးသွားပြည်သူတွေကိုတွာလာရဲ့အစဉ်ပြေစေဖို့အတွက်ဆလင်းမြို့နီတွားရောက်ကစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့လည်းသိရှိရပါရယ် လမ်းပိုင်းလုံးကျုံရေးစစ်ဆေးတဲ့ဆလင်းပတ်ကဖတော်လင်းရဲပေါ်နဲ့အကျန်းဖက်စစ်တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအကျန်းဖက်တပ်သား၂ဦးဟာသေဆုံးခဲ့လို့လည်းသိရှိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးရနောက်မှာဇန်နဝါရီလ6ရက်နေ့ကစတင်ကအကျန်းဖက်စစ်တပ်ကဆလင်းမြို့ပေါ်ကဌာနဆိုင်ရာရုံးအလုံးကိုတပတ်ပိတ်လိုက်ပြီးရုံးတွင်းကအရေးကြီးဆော့ဆရန်တွေကိုမကွေးမြို့ကိုရွှေ့ပြောင်းလိုက်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်လက်ရှိအချိန်ထိနန်းစီရီယံဝန်ထမ်းတွေလည်းတိုက်ပွဲတွေဖြစ်ပွားလာရင်ထွက်ပြေးရန်အတွက် အသင့်ပြင်ဆင်ထားကြပြီးစလင်းမြို့နယ်ပကဖကလည်းပြည်သူတွေအနေနဲ့စီရေးလုံခြုံရေးရအချိန်နဲ့တပြေးညီထုတ်ပြန်ကြညာချက်တွေကိုစောင့်ကြည့်လိုက်နာဖို့ကိုမေတ္တာရက်ခံထားပါတယ်ရှင်။ ပဲခူးတန်တဲ့တဲ့ဘုတ်ကိုတက်ဆက်ပေးကြပါရယ်ပဲခူးတန်ညောင်လေးပင် ခရိုင်လေတို့မြို့နယ်မှာနှစ်ပေါင်း90နီးပါးကြာတက်ဆွဲထားတဲ့မူသေးအခြေဆိုင်မူသေးဆိုတက်စကန်ကိုတိုက်ခိုက်သိမ့်ပါရမှာအကြက်ဖက်တတာ ရှေးဦးဟာတေးသွားပြီးလက်လက်ခရိုင်တွေကိုတိုက်ဆက်ရရှိခဲ့လို့ခရိုင်ညူဘဟုကသတင်းထုတ်ပြန်ပါရယ်လေတို့မြို့နယ်အတွင်း နှစ်ပေါင်း90နီးပါးတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့မြူသေးအခြေဆိုင်ခူသေးဆိုတက်စကန်ကိုတက်မဟာတုံတက်ဖွဲ့ဝင်နေတယ်။တော်လိုင်းပူပေါင်းတက်ဖွဲ့တွေကဒီဇင်ဘာလ31ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဇန်နဝါရီလ9ရက်နေ့မှာအပြည့်သက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီစကန်သိမ်းတိုက်ပွဲအတွင်းမှာအကြမ်းဖက်တပ်သား၈ဦးဟာသေဆုံးသွားတာဖြစ်ပြီးစစ်ကောင်စီတပ်သားအချို့ဟာထွက်ပြေးလွတ်မြောက်သွားတယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်စကန်အတွင်းကလည်း၈၁ မမလက်လက်ကြီးတလက်အပါဝင်လက်လက်ကြီးလက်လက်ငယ်နဲ့ခရမ်းအများပြားကိုလည်းတင်းဆက်ရရှိခဲ့လို့လေခရမ်းညူဘဟုကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရခိုင်ပြည်မအောင်မြို့ကထွက်ခွာလာတဲ့လူပေါင်း300ခန့်ပါတဲ့ရခိုင်စစ်ဆောင်တပ်မော်မှာ AR တိုင်းဟိုင်းရီကျောင်းအနီးပင်လယ်ပြင်မှာတပတ်ကျော်ကြာစစ်ဆေးခံရပြီးရဲ့နောက်မှာရန်ကုန်မြို့ကိုရောက်ရှိသွားပြီဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဟိုင်းရီကျောင်းပင်လယ်ပြင်ကနေဇန်နဝါရီလ4ရက်နေ့ကစတင်ထွက်သွားတယ်။ရခိုင်စစ်ဆောင်တပ်မော်ဟာရန်ကုန်မြို့ပြင်းအောင်စိတ်ကန်းကိုဇန်နဝါရီလ9ရက်နေ့နနက်10:00နာရီဝန်းကျင်မှာရောက်ရှိသွားတာဖြစ်တယ်လို့လည်း ဟိုင်းကြီးကျွန်းဒေသခံတို့ကပြပြပါရယ်တင်မောပေါ်မှာမန်အောင်ကပြည်သူတွေပါလာသလိုစစ်တွေကြောက်ဖြူတောင်ကုန်းကဌာနဆိုင်ရာဝန်ထမ်းချို့နဲ့စစ်ဆောင်ပြည်သူတွေပါဝင်တယ်လို့လည်းရခိုင်ဒေသခံတို့ကပြပါရယ်လက်ရှိချိန်မှာတင်မောပေါ်မှာပါလာတဲ့ရခိုင်စစ်ဆောင်ပြည်သူတွေကိုမရန်ကုန်မြို့ကစစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့အုတ်ချုပ်ရဲ့အဖွဲ့တွေကတွားရောက်စစ်ဆင်နေပြီးမျိုးရဲကိုဝင်ခွင့်မရသူတွေလည်းရှိနေတယ်လို့လည်းသိရှိရပါရယ် တင်မောပေါ်မှာအမျိုးသမီးတွေနဲ့ကလေးတွေအများစုပါဝင်ပြီးမျိုးရဲကို ဝင်ခွင့်ရသူတွေတောင် ဘဲသွားမှလည်းစွန်မှုတွေရှိလားဆိုတာမျိုးတွေကိုတနိုင်ခန့်မင်းမြန်ခင်ရပြီးမှဝင်ခွင့်ရတယ်လို့လည်းရန်ကုန်ရောက်ရခိုင်ဒေသခံတို့ကပြောပြပါဗါတယ်။ဒါအပြင်စစ်ပေးဆောင်တင်မော်ဘင်းတော်ပွဲရုံတန်းအနီးစိတ်ကန်းကိုရောက်ရှိလာချိန်မှာစစ်တပ်ရဲထွေအုပ်တွေနဲ့တူမရန်ကုန်တရက်ွယ်အုပ်ကြီးစိန်ဝင်းမြင်းပြူစောတိခေါင်းဆောင်ဇေယထွန်းပြူစောတိနန္ဒအောင်ဘင်းတော်ရင်ရှင်းအမိခံပြူစောတိတွေကလက်နဲ့အပြည့်စုံနဲ့လုံခြုံရေးယူပြီးစောင့်ကြည့်စစ်ဆေးခဲ့ကြတယ်လို့လည်းသိရှိရပါဗါတယ်။အာနာတ င်စစ်ကောင်စီဟာရန်ကုန် AR နဲ့ရခိုင်ပြည်ပင်လယ်ပြင်ကနေကုန်သွယ်နေကြတဲ့ကုန်တဲ့တင်မော်တွေကိုလည်းမကြာခဏဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်နေပြီးကုန်တဲ့တွေဟာအခွန်ကိုသိမ်းရာနဲ့ချီပေးဆောင်ရတယ်လို့လည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါများပါ